အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒီအပိုင်းမှာ Real Madrid အသင်းကအထူးအသင်းရဲ့နီးပြ Javi Alonso ကိုမိတ်ဆက်ခဲ့ပြီးတဲ့နောက်တင်းလာနေဒီကနေ့မှာပဲတရားဝင်ထပ်ပြီးတော့အားလုံးမီဒီယာတွေပေးတက်တဲ့နဲ့မိတ်ဆက်မယ် Alonso ကို Real Madrid က Bayer Leverkusen ကခေါ်ယူခဲ့ပြီးမှ Alonso က Madrid ကို Luka Modric နေရာပဲဖြစ်ဖြစ်ကွဲလေကစားမှတယောက်အစားထိုးပေးဖို့တောင်းဆိုထားတယ် ဆိုတော့ကျွန်တော်တို့ခုလက်ရှိအနေထားအရ report တော်တော်များများမှာတော့ Javi Alonso ကို Real Madrid ခန့်တဲ့အခါမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရတယ်ဆိုပြီးတော့ပေါ်ပြမှုတွေအများကြီးရှိတဲ့အချိန်မှာ Marca သတင်းစာမှာပေါ်ပြချက်ရ Real Madrid က Javi Alonso ကို2028ခုနှစ်တည်းသုံးနှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်ဒါဒေတာစံတော်ချိန်အပြင်ဒါနေ့လေ17နှစ်ခွဲ ဒါစပိန်မှာဆိုညနေ7:00နာရီခွဲပေါ့လေ7:00နာရီခွဲမြန်မာစံတော်ချိန်ဆိုတော့ညနေ4:00နာရီပေါ့လေ4:00နာရီဆို5:00နာရီမှာဒါဂျာဗီအလွန်ဆိုကိုမထွေးကတရားဝင်မိတ်ဆက်ပဲပေါ့လေဒီကနေ့မှာတရားဝင်မိတ်ဆက်ပဲဒီနေရာမှာဘိုင်ယန်လီဗာကူစင်ကိုတကယ်တော့ရဲမထွေးကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခွင့်ရတာမဟုတ်ဘူးဂျာဗီအလွန်ဆိုကိုဘိုင်ယန်လီဗာကူစင်ကိုဂျာဗီအလွန်ဆိုအတွက်ရဲမထွေးကအနည်းဆုံးယူရို12တန်းကနေ15တန်းထိသဘောတူညီမှုနဲ့ပေးရတယ် ဆိုအလွန်ဆိုနဲ့ရမတွေ့ဘိုင်လီဗာကူဆင်ကြားမှာဂျန်တမန်အဂရီမန့်ရှိတယ်တကယ်လို့လီဗာကူဆင်ဘက်ကနေအလွန်ဆိုကိုရမတွေ့ခေါ်ရင်ထွက်ခွာခွင့်ပေးရမယ်ဒါပေမဲ့ထိုက်တင်နဲ့ယိုချင်းဝင်ပေးရမယ်ဆိုတဲ့အချက်ထည့်သွင်းထားတဲ့အတွက်ရမတွေ့ကအခုကာလိုအန်ချီလိုတီကိုထွက်ခွင့်ပေးပြီးတော့အလွန်ဆိုကိုခန်းလိုက်တဲ့နောက်မှာယူရို၁၂တန်းကနေ၁၅တန်းပေးရတယ်ဆိုအန်ချီလိုတီကတော့အခုဘရာဇီးကိုသွားပြီးဘရာဇီးလေဝီစင်အသင်းကိုသူသွားကြိုင်မယ် ်ဘရာဇီးလ်ကသူ့ရဲ့နီးပြပွားနောက်ဆုံးအသင်းဖြစ်တယ်လို့လည်းသူကြေညာထားတယ်ဆိုတော့ကျွန်တော်ကာလိုအန်ချီလိုတီကိုနောက်ထပ်လည်းဝင်စဉ်အသင်းနောက်ထပ်ကလပ်အသင်းတစ်သင်းမှာတွေ့မှာမဟုတ်တော့ဘူး maybe ရဲမတွေ့တာတစ်ချိန်ချင်းပြန်လို့လို့သွားကန်ကောင်းခိုင်းနိုင်တယ်အဲ့နေရာမှာဂျာဗီအလွန်ဆိုကကွင်းလေကစားမတစ်ယောက်ကိုသူမိတ်ဆက်ပေးတယ်မာတင်စူပါမန်တီကိုခေါ်ပေးဖို့ရဲမတွေ့ကလိုပဲပြောတယ်အဲ့နေရာမှာ အန်ဒရူဖလန်တက်စ်ကိုမက်ဒရစ်မီဒီယာဒီနဲ့စပိန်မီဒီယာတော်တော်များများကရယ်မက်ဒရစ်လိုချင်တယ်ဆိုတဲ့သတင်းတွေတစ်ဖက်ကအက်တလက်တီကိုမက်ဒရစ်ကလည်းလိုချင်တယ်ပြီးခဲ့တဲ့ရက်ပိုင်းကအန်ဒရူဖလန်တက်စ်ကမက်ဒရစ်မြို့မှာအိမ်သွားရှာတယ်ဆိုတဲ့ report တွေတော်တော်များများပေါ်ပြထားတယ်ဆိုတော့ Chelsea ကတော့ဒါတွေအားလုံးကိုညင်းထားတယ်ဒါ Chelsea ကတကယ်လို့အန်ဒရူကိုလိုချင်ရင်ပြောင်းရွှေ့ချင်တန်120လောက်ထိပေးရမယ်ဘာညာနဲ့အတန်ထွက်တယ်အခုနောက်ဆုံးမှာ Javi Alonso ရဲ့ Real Madrid အသင်းမှာ ဒါအခုလက်ရှိအနေထားရဒါဘယ်လိုပြောမလဲဆိုတော့တကယ်လို့များ Real Madrid အသင်းကဒီကွင်းနဲ့တယောက်လိုမယ်ဆိုရင်သူတို့ Rodrigo သူတို့ target ထားတာလေဆိုတော့ကျွန်တော်စဉ်းစားတာပေါ့ Rodrigo Real Madrid အသင်းကိုဒါ Manchester City ကရောင်းပါမလားဆိုတော့အဲ့မှာ Rodrigo နဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်တက်လာတယ် Rodrigo လိုချင်ရင် Manchester City က request တစ်ခုပြန်လုပ်တယ် အဲ့ဘာလဲဆိုတော့ Real Madrid အသင်းက Rodrigo စိတ်ဝင်စားတယ်အဲ့ဒါလည်းစိတ်ဝင်စားကြာပါပြီဟိုဆောတဲ့ကတောက်လျှောက်လိုက်နေတာမရနိုင်ဆိုလည်းသိတယ်ဒါပေမဲ့ Real Madrid က Rodrigo သဘောကျတယ်ခေါ်ခြင်းတယ် Luka Modric ထွက်သွားတဲ့ကွင်းလေကိုအစားထိုးမယ်အဲ့အတွက်ကြောင့်သူကကွင်းလေကိုထိတ်ချုပ်ပေးမယ်ကွင်းလေဘူချုပ်တောက်လိုချင်တဲ့အချိန်မှာရူထရီကိုခေါ်ဖို့စာနာရှိတယ်သူတို့တာဂက်ထားတဲ့ကစားသမားတွေထဲမှာထည့်သွင်းထားတယ်အဲ့ဒီမှာအန်ဆိုဖနန်ဒက်စ်လည်းပါတယ်ဒါပေမဲ့အခုလက်ရှိမှာဒါ ရယ်မက်ဒရစ်အသင်းကိုမန်ချက်စတာစီးတီးဘက်ကတုံ့ပြန်တဲ့အချက်ကဘာလဲဆိုတော့တကယ်လို့ရိုဒရီဂိုလိုချင်ရင်ရယ်မက်ဒရစ်ရဲ့ကမ်းလှမှုကိုလက်ခံစဉ်းစားမယ်ဒါပေမဲ့ရယ်မက်ဒရစ်ဘက်ကဂျူပါလင်ကန်အလိုက်ပြီးကမ်းလှမှာပဲအဲ့အပြောင်းရွှေ့တွက်သူတို့ဘက်ကစဉ်းစားသွားမယ်ဆိုဂျူပါလင်ကန်လိုက်ပြီးဆိုဖြစ်နိုင်မှာမဟုတ်ဘူးပြောချင်တာကမင်းတို့ရူတီကိုလိုချင်တော့ဂျူပါလင်ကန်ပေးဒါပဲ ရုပ်လေဗလပေးပြီးတော့ကမ်းလာမယ်ဆိုရင်လက်ခံစစ်စားမယ်ဆိုပြောချင်တာငါတို့လုံးဝမရောဘူးဆိုတော့ Real Madrid ကလည်း Rodri ကိုဟိုဂျူပါလင်ကလည်းပေးမှာမဟုတ်ဘူးသူမဖြစ်နိုင်ဘူးဆိုတော့ဒီကြားထဲမှာ Chelsea ကလည်းဟိုတနေ့ကတန်း120မဟုတ်တန်း200အန်ဇိုကိုလိုချင်တန်း200ပေးရမယ်ဆိုပြီးသူတို့ကလည်းတောင်းထားတယ်ဆိုတော့ဒီကြားထဲတော့ Javi Alonso ကအခုလက်ရှိမှာ Dean Henderson ကိုခေါ်ထားပြီးမနေ့က Trent ကသူ့ရဲ့နောက်ဆုံးဘွဲကစားသွားတယ် အဲအခု Evero Casares Fernandez ဆိုတဲ့ချက်တိတ်လေးကမနေ့က Benfica ရဲ့နောက်ဆုံးပွဲကစားသွားတယ်ဒါ Sporting Sporting Lisbon နဲ့ပွဲဆိုတော့အဲ့ကစားမလေးရောက်လာပြီးတာနဲ့ Madrid ကကွင်းလေတယောက်ထက်လောက်မယ်နောက်အခု Rodrigo အသင်းမှာဆက်ရှိမရှိကိုသူတို့ဆက်ပြီးဆွေးနွေးမယ်ဒါသူကတော့ first choice ထက် second choice ပုံစံဖြစ်သွားနိုင်ပြီးတော့အလုံးစုပေါ်မှာမူတည်တဲ့ကုလလောဆက်မှာ Madrid ကို Rodrigo လိုချင်ရင်ချူပါလင်ကလိုက်ပေးရမယ်လို့ Man City ကပြောခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်